ရပါရှင်ရန်ကုန်ခေတ်ရဲ့မလတ်ခေတ်တဲ့တွေကိုတင်ဆက်ပေးပါမယ်ရှင် NUG ကာကွယ်ရေးဝန်ကြီးဥယျံမွန်စကိုင်းကောလင်ရှေ့တန်းစစ်မြေပြင်ကိုကွင်းစင်တွဲဆောင်အားပေးမှုလှုပ်ဆောင်ပါတယ်နေပြည်တော်အေလာလီတက်ကိုရှော့တိုက်ဒရုန်းနဲ့ပစ်ခတ်မှုမှာဒရုန်းသားရှိရာကိုတော်ပြောကြားသွားမှုကြောင့်ရရှိတဲ့စစ်သားသေဆုံးသူ34ဦးထိရှိလာဖြစ်တဲ့တဲ့တွင်ပါဝင်နောက်ဆုံးရတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးချင်တဲ့တဲ့ပုတ်ကတော့အမျိုးသားညီညွတ်ရေးဆိုရဲ NUG ကာကွယ်ရေးဝန်ကြီးဦးရင်မော်ဟာသခိုင်းတိုင်းကောလင်းမြို့နယ်ရှေတန်းစစ်မြေပြင်ကိုကွင်းစင် တွစ်ဆုံအားပေးမှုတွေလှုပ်ဆောင်ခဲ့တယ်လို့ကောလင်းခရိုင်တရင်နှစ်ရဲ့သတင်းနဲ့ပြန်ကြားရေးကရန်ကုန်ခေတ္တရဏကိုပြပြပါရယ်ကောလင်းခရိုင်တရင်နှစ်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ကာကွယ်ရေးဝန်ကြီးကိုမြေပြင်မစင်းဘူးလားလို့ပြောဆိုနေကြသူတွေအနေနဲ့တရင်တွေကလုံခြုံရေးအရသတင်းမထုတ်ပြန်တာပဲရှိပြီးအခုဖော်ပြခဲ့တဲ့ပုံတွေဟာလွန်ခဲ့တဲ့နှစ်လကျော်ကကောလင်းခရိုင် အမှတ်နဲ့တရင်ရဲ့ရှေတန်းစစ်မြေပြင်ကရှေတန်းရဲဘော်တွေကိုဝန်ကြီးအနေနဲ့ကိုယ်တိုင်လာရောက်တွေ့ဆုံအပ်ပြီးလိုအပ်တာတွေကိုညွှန်ကြားခဲ့စဉ်ကမှတ်တမ်းဓာတ်ပုံအချို့ပဲဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။သတင်းထုတ်ပြန်လာတဲ့ပတ်သက်ပြီးရန်ကုန်ခေတ္တဒဏ္ဍာကဆက်သွယ်မေးမြန်းရမှာတော့လွန်ခဲ့တဲ့နှစ်လခန့်ကကိုလင်းခေအမှတ်နဲ့တရင်ရဲ့ရှေတန်းစစ်မြေပြင်က ရဲဘော်တွေကိုအခုလိုလာရောက်တွေ့ဆုံကလိုအပ်သည်များကိုညွှန်ကြားပေးခဲ့တာဖြစ်ပြီးလုံခြုံရေးရာသတင်းထုတ်ပြန်ခြင်းမပြုဘဲအခုမှမှတ်တမ်းဓပုံနဲ့တကွာထုတ်ပြန်တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်ဒီတစ်ခါမှာတော့နေပြည်တော်အေလာလီတပ်ကိုရှစ်တိုက်ဒုံးတွေနဲ့ပြစ်ခတ်ရမှာဒရုန်းထားတဲ့ဂိုဒေါင်ဟာပျက်ကျသွားပြီးအရာရှိ၃နဲ့တပ်သား၁၅ကိုထပ်မံသေဆုံးသွားခဲ့တဲ့အတွက် စုစုပေါင်းသေဆုံးသူ34ဦးထိရှိလာပြီဖြစ်တယ်လို့ Brave Warrior for Myanmar BWN အဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တမီဒီယာကိုပြပြပါရယ်။အဲဒါကမှုအတွင်းမှာအကြက်ဖက်စစ်ကောင်စီကထပ်မံဝယ်ယူထားတဲ့ drone တွေကိုပြောင်းရွှေ့နေရင်းနဲ့ဂိုရောင်ပြုတ်ကျသွားတဲ့အတွက်ရရှိ3နဲ့35ကိုထပ်မံသေသွားခဲ့တာဖြစ်တယ်လို့လည်းသိရပါရယ်။အဲဒါကမှုအတွင်းကနအူးဆောင်စမ်းချက်အရာလေတပ်ရရှိ6ဦးနဲ့လေတပ်အခြားအဆင့်စစ်တီ12ဦးဟာသေဆုံးသွားခဲ့ရပြီးနောက်ဆက်တဲ့သတင်းတွေအရာ ကိုရောင်ဟာပြိုကျသွားတဲ့အတွက်ရရှိသုံးတဲ့ရဲဘော်15ဦးထပ်မံတည်ဆုံးခဲ့တဲ့အတွက်ကြောင့် သေဆုံးသူစုစုပေါင်း34ဦးရှိလာပြီလည်းဖြစ်ပါတယ်။ဒါအပြင်ရှော့တိုက်တုံးထိမှန်ပြီးအေလာလေတပ်ကအစိတ်ငွေပုံပြင်ဆင်တဲ့ဂိုဒေါင်ရုံလည်းပျက်စီးသွားခဲ့လို့သိရပါတယ်။အဲလိုတက်ခတ်ခံရမှုတွေလက်တလုံးမှာတော့လေစိတ်တဝန်ခံကိုစစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း Brave Warrior for Myanmar BDLN အဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။ဒါအပြင်လေစိတ်တက်ခတ်ခံရပြီးရဲ့နောက်ပိုင်းမှာပန်းတင်ကျေးရွာနီးကလေသမားတွေနဲ့ညက်ညိတ်နေတဲ့သူတွေကိုအကြမ်းဖက်စစ်သားတွေကရိုက်လက်ဖမ်း န်းစီသွားခဲ့ပြီးအခုအထိအဆက်အသွယ်မရရှိသေးဘူးလို့ဖန်ဆီးခံရသူတွေရဲ့မိတ်ဆွေတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောကြားထားပါတယ်ရှင်။ မကွေးရသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတိုင်းပခုတ်ကူမြို့နယ်အောင်တာပြူစောတီကျေးရွာစခန်းကိုဝင်ရောက်တိုက်ခတ်သိမ်းပိုက်ခဲ့ရမှာစစ်သားပြူစောတီ၅ဟွာတေသွားပြီးဆယ်ဦးကိုအရှင်ဖမ်းမိကလက်လက်ဆက်လက်အပါဝင်ခရမ်းတွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့ဒေသခံအေယာတောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရယ်ဇွဲလ၁၉ရက်နေ့မနေ့9နိုင်လောက်မှာပခုတ်ကူမြို့နယ်ဘဲဂျီအိုစုအောင်တာပြူစောတီကျေးရွာစခန်းကိုတော်လဲအင်အားစုတွေကဝင်ရောက်စီးနင်းတိုက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်အဲလိုစီးန င်တက်ခတ်စဉ်အတွင်မှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲတနင်္ဂနွေခန့်ဖြစ်ပွားခဲ့ပြီးတဲ့နောက်အကြမ်းဖက်စစ်သားပြူစောတီ9ဦးဟာတိုက်သွားကာဆယ်ဦးကိုလည်းအရှင်ဖမ်းမိခဲ့ပြီးလက်လက်ခဲရန်များစွာကိုလည်းတင်ဆက်ရရှိခဲ့တယ်လို့အေယာတောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရရှင့် ဒီတစ်ခါမှာတော့စကိုင်းတိုင်းရွှေဘုံမြို့နယ်ညောင်ကိုင်းရွာကနေကင်းဆောက်မှုထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတိုက်ခတ်ရမှာလေးဦးဟာသေသွားပြီးတနက်နက်လက်ကိုတိတ်ဆက်ရရှိခဲ့လို့ဗိုလ်ချာရန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရတယ်။ဇွန်လ18ရက်နေ့မနက်6:00နာရီလောက်မှာ ရွှေဘုံမြို့နယ်ညောင်ကိုင်းပြူစောတိကျေးရွာကနေနေကင်းယူဖို့အတွက်ထုတ်ခွာလာတဲ့စစ်သားရဲနဲ့ပြူစောတိတွေကိုသူတို့နေရာယူမဲ့ဘန်ကားထဲမှာတော်လဲရဲဘော်တွေကအသက်ဆောင်ဆန်းနေရာယူကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအဲဒီတိုက်ပွဲဟာ15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်တပ်သား၄ဦးဟာသေသွားသလိုတနက်နယ်လက်ကိုလည်းတိမ်းဆက်ရမိခဲ့လို့ဗိုလ်ကြားရိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရရှင် မန္တလေးရဲ့တရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်မန္တလေးတိုင်းမိုးကုံမြို့နယ်နဲ့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်တို့မှာအကြမ်းဖက်စစ်တပ်ကစစ်ကူဖြစ်တင်းပြီးထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးလက်လက်ခရဲအချို့ကိုတိုက်ဆက်ရရှိခဲ့လို့တရင်နယ်လေးကတရင်ထုတ်ပြန်ထားပါရယ်မိုးကုံမြို့နယ်အရှေ့ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့လက်ကခခလာရ98 88တပ်ဖွဲ့ဝင်တွေထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်တမထွက်ရွာအနီးတစ်ဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါရယ်ဒါအပြင်ကမ္ဘာလုံးစည်တီအနီးတစ်ဝိုက်မှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တောင်းတမတော် DNA မိုးကုတ်ပြူဟာပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရပါဗျ အလားတူမိုးကုံမြို့အရှေ့ပိုင်းမှာလည်းမနေ့ကကြက်ချန်တဲ့အမှိုက်ပုံနေရာအဓိတဝိုက်မှာထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တောင်းတန်တော် DNL တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးလက်လက်ခရံအချို့ကိုတင်းဆဲရိုက်မိခဲ့လို့ DNL ကထုတ်ပြန်ထားပါဗျ။ဒါအပြင်ကြောင်မဲမြို့နယ်နောင်ပိန်လေးရွာနယ်နရဲကန်အဓိတဝိုက်မှာလည်းတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ကြက်ဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ခုနှစ်ကြိမ် Y12 နဲ့ဘုံ38လုံးကိုလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့လည်းသိရပါဗျ။ အခုနောက်ဆုံးတင်ဆက်ပေးချင်တဲ့တဲ့ဘက်ကတော့အကြက်ဖက်စစ်တပ်ကအရာရှိတွေလိုက်ပါလာတဲ့မော်လမြိုင်ရန်ကုန်ယထာမိုင်းဆွဲတိုက်ခတ်ခံရတဲ့အတွက်လမ်းပိုင်းဟာပျက်စီးသွားတယ်လို့မြမမြေထားကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗျ။ဇွန်လ18ရက်နေ့နေ့လယ်12နာရီလောက်မှာကြက်ဖက်စစ်တပ်ကအရာရှိတွေလိုက်ပါလာတဲ့မော်လမြိုင်ရန်ကုန်အမှတ်80နှစ်အစုံယထာဟာ တိန်စိတ်နဲ့ဒုံဝန်းဘူတာကြာမိုင်းတိုင်အမှတ်124မှာမိုင်းဆွဲတက်ခတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာမြစ်ထားလမ်းပိုင်းဟာပြန်လည်ပြုပြင်ရအတွက်စစ်မှုဌာနကမော်လမြိုင်တွဲပြင်အဖွဲ့တွေနဲ့တထုံဘူတာကလမ်းပြုပြင်ရေးအဖွဲ့တွေကလမ်းပိုင်းကိုပြန်လည်ပြင်ဆင်နေပြီးအကြမ်းဖက်စစ်တပ်ဘက်ကလည်းလုံခြုံရေးအမြောက်များကိုချထားရလို့လည်းသိရပါတယ်။လက်ရှိမှာတော့ရန်ကုန်မော်လမြိုင်ရထားပြည့်စွတ်မှုတွေကိုလည်းခိတရနာထားပြီးမြစ်ထားလမ်းပိုင်းပြင်ဆင်ရေးကိုဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကြတဲ့ရန်ကုန်ခေတ်တရဲ့မနက်ခေတ်တရင်တွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။